ယူတဘာသာကိုရိုသေကိုင်းဆိုင်ပြီးဇွဲရှိရှိလိုက်လျှောက်တဲ့တမန်တော်ပေါလုလည်းဘာသာကူပြောင်းပြီးဖျားသခင်ရဲ့အမှန်တရားတွေကိုဝင်လာခဲ့ပါတယ်။ဖျားသခင်ရဲ့အမှန်တရားတွေကိုသူရောက်လာတဲ့အခါအကြီးမားဆုံးနားလည်မှုဟာသူ့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုဖြစ်ပါတယ်။ဆိုကယေတိစ်ကလည်းမိမိကိုယ်ကိုတည်ပါလို့အလားတူဖော်ပြခဲ့ပါတယ်။မိမိကိုကိုတည်တယ်ဆိုရင်ကျွန်တော်တို့ထဲမှာရှိတဲ့တန်ရှင်းသောဝိညာဉ်တော်ကိုအမြဲတမ်းကြိုဆိုနိုင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီလိုလုပ်ဖို့မကြခဏပြက်ကွက်ကြပါတယ်။တမန်တော်ပေါ်လူလည်းဒါကိုနားလည်လာခဲ့ပါတယ်။ဂလာတိဩဝါဒစာအခန်းကြီးနှစ်အခန်းငယ်20ကိုကြည့်ကြရအောင်။ငါသည်ခရစ်တော်နှင့်အတူလက်ဝါးကတ်တိုင်မှာအသေးခံပြီးသို့တော်လည်းအသက်ရှင်သေး၏။ထို့သောဆိုသောငါသည်ကိုယ်တိုင်မရှင်ဘသူတည်ရှိပါသလဲ။ခရစ်တော်သည်ငါ၌ရှင်တော်မူ၏။ ။တမန်တော်ပေါလုဟာဒါကိုသိရှိနားလည်ပြီးဧဝံဂေလိကိုဟောပြောတဲ့အခါဧဝံဂေလိကအောင်မြင်စပြုလာခဲ့ပါတယ်။ပေါလုရဲ့စာရီကိုကျွန်တော်တို့ဖတ်တဲ့အခါသူဟာဆိတ်ရှုပ်ထွေမှုနဲ့စိုးရိမ်ပူပန်မှုများစွာကိုကြုံတွေ့ခဲ့တာကိုသိနိုင်ပါတယ်။ဒါပေမဲ့တမန်တော်ပေါလုဟာ နောက်ဆုံးမှာသူဟာ ရှုံးအိုးတက်တက်ပဲဆိုတဲ့အချက်ကိုသိမြင်တဲ့အခါသူ့ရဲ့ရှုံးအိုးကိုတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်စေခဲ့ပြီးတန်ရှင်းသောဝိညာဉ်တော်ကိုသူနဲ့အတူအမြဲတမ်းတည်ဆောက်လာခဲ့ပါလေ သူဟာမာနကြီးတဲ့အတွေ့နည်းနည်းလေးတွေးမိရင်တောင်တွေးမိတဲ့အခါတိုင်းမှာခရစ်တော်စီသူ့ကိုယ်သူအနံခဲ့ပါတယ်ကျွန်တော်တို့ဟာဒီနှုတ်ကပတ်တွေအားလုံးကိုတုံးတက်တဲ့အခါကျွန်တော်တို့ရဲ့ကိုယ်ပိုင်လူဆန္ဒနဲ့အတွေ့တွေကိုအာယုံဆိုင်မဲ့အစားကျွန်တော်တို့ရဲ့စိတ်ကိုဖရာသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်တက်တက်ကြွကြွအလုပ်လုပ်ပြီးတက်တောက်တတရှိနိုင်တဲ့ပြည်မှန်အဖြစ်ပြုစုပြူထောင်ဖို့ပူပြီးအာယုံစိုက်တင်ပါတယ်။ဂလာတိဩဝါဒစာအခန်းကြီးနှစ်အခန်းငယ်20ကိုပြန်ကြည့်ကြရအောင် ငါသည်ခရစ်တော်နှင့်အတူလက်ဝါးကပ်တိုင်မှာအသေးခံပြီးသို့တော်လည်းအသက်ရှင်သေး၏ထို့သောသောငါသည်ကိုယ်တိုင်မရှင် ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ကိုခန္ဓာ၌ယခုငါရှင်သောအသက်သည်ဖခင်သခင်၏တားတော်ကိုယုံကြည်ခြင်းအဖြစ်တည်၏တားတော်သည်ငါကိုချစ်၍ငါဖို့ကိုကိုကိုဆွတ်တော်မူ၏လူအများရဲ့အာယုံကိုဖန်ဆားနိုင်တာဟာဘောင်မဟုတ်ပဲဘောင်တွေကပကြီဖြစ်တယ်ဆိုတာကိုမြင်မြင်နားလည်ဖို့လိုအပ်ပါတယ် 그그림이많은사람들의눈길을끈다는사실을이걸빨리우리가깨우쳐야되겠습니다.바울레디책고탑이알레비포략해바래.고린도오와라사두티야상아칸지리고찌자야어.색괴야옛날뷰도샙괴도아무묘고배자이.브리예고못동부야타킨이녹가뱃디야로고퇴외마올란진미시. တမတရားကိုအတိအလင်းဖော်ပြ၍ဖျားသခင်ရှိတော်၌လူအပေါင်းတို့၏စိတ်ထင်တိုင်းချီးမွမ်းပွေသောအကျင့်တလေးကိုကျင့်ကြ၏။ငါတို့ဟောပြောသောဧဝံဂေလိတရားသည်ဖုံးအုပ်လျက်ရှိလျင်ဆုံးရှုံးခြင်းသို့ရောက်သောသူတို့အားသာဖုံးအုပ်လျက်ရှိ၏။ထို့သောမယုံကြည်သောသူတို့ကဖျားသခင်၏ပုံတံတော်တည်းဟူသောခရစ်တော်၏ဘုံအတရေနှင့်ပြည့်စုံသောဧဝံဂေလိတရား၏အကြောင်းသည်အလင်းကိုမပေးစေခြင်းကဤလောကကိုအစိုးရသောဖျားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏။ငါတို့သည်ကိုယ်အကြောင်းကိုဟောပြောကြသည်မဟုတ် ယေရှုခရစ်သည်သခင်ဖြစ်တော်မူကြောင်းကို၎င်းငါတို့သည်ယေရှုအတွက်တင်တို့၏ဂျုံဖြစ်ကြောင်းကို၎င်းဟောပြောကြ၏။မောင်မိုက်ထဲကအလင်းထွန်းလင်းမိအကြောင်းမိတော်မူသောဖခင်သခင်သည်ယေရှုခရစ်၏မျက်နှာနှာထွန်းလင်းသောဖခင်သခင်၏ဖုံးတော်ကိုတည်သောညံ၏အယောင်ကိုပေးလိုသောငါငါတို့စိတ်နှလုံးထဲ၌အလင်းကိုထွန်းလင်းစေတော်မူ၏။ကျွန်တော်တို့ဟာရှုံးအိုးတွေဖြစ်ပေမဲ့အခုကျွန်တော်တို့အထဲမှာတည်နေပြီးကျွန်တော်တို့ယုံကြည်ပြီးကိုးကွယ်တဲ့ခရစ်တော်ဟာစံစာတွေကမယုံနိုင်တော့အောင်အဖို့တန်တဲ့ယတနာဖြစ်ပါတယ်။ 到头来，这古老一公得意的拿路那么塞，皮亚得开的塞米叫土巴纳的米乌勒玛特塔列拿路那西伊。拿路的苗苗到那些金谷看下头来，就那钱都没有，没见是那样许多了，谁没别？你在金谷看下头来，收黄金没是？奥都来金谷看下头来，收牙都没有。得看叶修的得先弄木浆谷，拿路谷看那那天下最金啊。叶修一得了木浆谷，谁没别拿路一顾看那那上牙家伊。 အဘယ်သို့နည်းဟုမူကားယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့၏တည်တတ်သောခန္ဓာကိုယ်၌ထင်ရှားစေခြင်းကငါတို့သည်အသက်ရှင်စဉ်တွင်ယေရှုကြောင့်တည်ခြင်းလက်သို့အစင်အနှံခြင်းကိုခံရကြ၏။သမန်တော်ပေါလုဟာကျွန်တော်တို့ရဲ့ဖြစ်တည်မှုဟာဖိယသခင်ကိုယုံကြည်တဲ့သူတွေအနေနဲ့ရှုံးတက်တက်ပဲဖြစ်တယ်ဆိုတာကိုတစ်ခါပြန်ပြီးနားလည်ခဲ့ပြီးသူဟာဒီအချက်ကိုဒီနေ့ကျွန်တော်တို့ကိုလည်းပေးခဲ့ပါဗျာ။ တန်ရှင်းသူတွေဟာပင်တေကုတ်တေပွဲတော်နေ့မှာဖရာသခင်စီထက်ထက်တန်တန်ဆူတောင်းခြင်းအပြင်အရင်မိုးတန်ရှင်းသောဝိညာဉ်တော်ကိုလက်ခံရရှိပြီးဧဝံဂေလိသတင်းကိုအားကောင်းထက်တန်စွာဖြန့်ကျက်ခဲ့သလိုနောက်ဆုံးခေတ်မှာကျွန်တော်တို့လည်းတန်ရှင်းသောဝိညာဉ်တော်ကိုတည်ဆောင်ပြီးဖရာသခင်ရဲ့ဧဝံဂေလိကိုအားရှိရှိကြွေးကြော်ကြရမှာဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ရင်လူများစွာကအာယုံဆိုင်ကြပါလိမ့်မယ်။